တပေါင်းလာပြည့်နေ့မြတ်ဗုဒ္ဓတည်တော်ဝင်အခါတော်နေ့အကြောင်းသိကောင်းစရာများတပေါင်းလာပြည့်နေ့ကိုမြတ်ဗုဒ္ဓတည်တော်ဝင်အခါတော်နေ့အထိမ့်မှအဖြစ်ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာလူဓာယီမထေကကပိလောနေပြည်တော်သို့ကြွရောက်တော်မူရန်လျှောက်ထားသည်ကိုအကြောင်းပြု၍ကျင်းပရခြင်းဖြစ်ပါသည် ထိုအချိန်ကမြတ်စွာဘုရားသည် ဓာစကြိုပြီးဝေလူဝန်ကျောင်းတော်၌တရင်သောနေထိုင်ကာအင်္ဂအတိုင်းသားနှင့်မကရအတိုင်းသားများကို တရားရည်ဤတိုက်ကျွေးလျက်ရှိပါသည်ထိုတရင်ကိုခမီးတော်တုတ်တော်ဒနာမင်းကြီးကြားသည့်ရာခေါင်းဆောင်အမတ်ဆယ်ဦးတို့ကိုနောက်ပါအချမ်းရန်တထောင်စီဖြင့်ဆယ်ကျင်းခွဲကာမြတ်စွာဘုရားကိုပင့်ရန်ရာဇေကျူတို့ဆေလွတ်လိုက်ပါသည်နောက်ဆုံးအတုတ်ကို ကာလူဓာကြီးအမတ်ကြီးကခေါင်းဆောင်၍တွားရပါပြီ။မြတ်စွာဘုရားနှင့်တွေ့၍တရားနာရသောအခါကပိလဝတ္တမပြန်ကြတော့ဘဲဘုရားပင်တွားသူအလုံးတယောက်မကြံသာသနာပေါင်းတို့ဝင်ရောက်ပြီးအေဟိဘိက္ခုယဟန်တွေချီဖြစ်ကုန်ကြပါသည်။ယဟန်တာဖြစ်ပြီးနောက်ကာလူဓာကြီးမထေရ